ဟုတ်ကဲ့ကိုရေးချမ်းသူ YouTube Channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့အများမတန်ဆွမ်းသူဘွားလူမျက်မြင်ညီကောင်မောင်နှမများအားလုံးပဲမင်္ဂလာပါဒီနေ့တော့ App Drive ဆိုတဲ့ app လေးတစ်ခုလာပြောပြတာပေါ့နော်သူကတော့ကျွန်တော်တို့ဒီဟာပေါ့ third party ဟာပေါ့ဒီ app ဟာ store လေးတစ်ခုပေါ့နော်ကျွန်တော် APK ပြရတော့လို့မျိုးပေါ့နော်ဒီမှာကျတော့အာဟာပေါ့နော် application store ဖြစ်တဲ့အတွက်ကွာရှင်းတယ်နော်ထွေထူးတော့မဟုတ်ဘူးအာ app တွေကိုရှာဖွေပြီးတော့ download ရတယ် Google Play Store မရှိရင်ပေါ့နော် ိုတော့ဒီမှာကကျွန်တော်ဘာကိုပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်ဆေး YouTube downloader ပေါ့နော်အဲ့ဒီ YouTube downloader ဘာညာကွီးကွာပေါ့လေအဲ့ဒါလေးကိုဒီဒီပေါ်နေပြီးတော့လာလွယ်လွယ်ကူကူဆွဲလို့ရတယ်ပေါ့ဒီမှာ app drive ပေါ့နော်ဆိုတော့ဒီ app ကိုကျွန်တော်ရဲ့ကိုကြီးကျန်သူ Telegram channel မှာတင်ပေးထားမယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ဒီသူက screen reader ပေါ့နော်အများကြီးမတန်ဆွမ်းသူတွေ screen reader နဲ့လည်း ဟိုဟာ accessible ဖြစ်တယ်သုံးလို့ကောင်းတယ်။နောက်ဒီတမန်မျက်စိမြင်တဲ့လူတွေအတွက်လည်းဟိုဟို design color ၊ banner smart color အနေထားလေးလည်းမဆိုးဘူးနော်။နောက်သူသူသူရဲ့ဟိုဟာပုံစံလေးလည်းမဆိုးဘူးကွာ။နောက်ဒီ browse browsing လောက်ရတာအဆင်ပြေပေါ့နော်။ your byte app categories app ဒီမှာ category လိုက်လဲသွားလို့ရတယ်ကွာဒါကဟိုဟိုတိတ်မထူးဆန်းတော့ဘူးလေเนาะနည်းနည်းဆန်းကျင်ရမ်းကျင်တဲ့လူတွေအတွက်တော့ဆန်းလို့ရမ်းလို့အဆင်ပြေမယ်ပေါ့လေဒီမှာညာဘက်မှာ search မှာကျွန်တော်က download ដល់ဆိုပြီးတော့ရိုက်လိုက်မှာပေါ့။ညာရေးပဲကွာဒါလား app လေးအပေါ်ထိပ်မှာ search ကိုညာဘက်အောက်မှာ search ကိုနှိပ်ပြီးတော့အပေါ်ထိပ်မှာ site ကိုအာလောက်ရ download တာ D I O D A E W down N down L down I O download A downloader D download D downloader delete D deleted E download R downloader ကျွန်တော်ရှာလိုက်မှာ download တာမှာအဓိကတော့ဒီ C YouTube download တာတွေအာ video download တာတွေ audio video download တာပေါ့နော်အဲ့ဒါတွေကပုံမှန်ဆိုလို့ရှိရင်ကွာဒီလားတို့တို့ GitHub တို့ဘာလို့အဲ့ဒီမှာသွားပြီးတော့ down ရတာကွာအဲ website တွေကသွား down ရတာဒီမှာကြတော့တခုကောင်းတာကဒီ C download တာလေးကိုဒီဘွားနဲ့ download ရတယ်ကွာဒီမှာ easy reposted seal video/audio downloader design the theme with material seal video/audio downloader design the theme with material you ဒီမှာညာဘက်ရှိဒီမှာ install ဆိုတော့ အဲဒါကတခုတော့ရှိမယ်ပေါ့ဗျာတချို့ဟို Android ဟို version အနှိမ့်မြတ်ပေါ်မူတည်ပြီးတော့တို့ရကျင်လဲရမယ်မရကျင်လဲမရဘူးဒါပေမဲ့ရဖို့များပါတယ်တော့ဒီမှာတို့ downloader ဆိုလို့ရှိရင်အဲ့လို search ကနေ downloader လေးရိုက်လိုက်လို့ရှိရင်ကွာဒီကျွန်တော်ဆိုလို့ရှိရင်ဒီပုံမှာမကြာခဏတင်ပေးတယ်ကွာဒီကျွန်တော်ရဲ့ကိုရေးချမ်းသူ Telegram channel မှာလေဆိုတော့ဒီဒီဟာလေးကိုဟာလွယ်လွယ်ကူကူရှာလို့ရအောင် C downloader လေးကိုလွယ်လွယ်ကူကူလာရှာလို့ရအောင်ပြောပြပေးတာလည်းဟုတ်တယ်နောက်တစ်ခုက ဒီ app app drive app store လေးနဲ့ဒါမိတ်ဆက်ပေးတာလည်းဟုတ်တယ်ကွာအဲ့မှာတချို့ app တွေကိုကိုယ်ရှာပြီးတော့မှ qua nó nó đi 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 cho có cú đâu lại để အသုံးလို့ရမယ်ကွာเนาะဒီဟာဒီဟာလေးอ่ะမစိုးဘောเนาะတချို့ဟာလေးကိုကိုရှာပွေမှွေနောက်လေးလာရမ်းကြည့်ဘောเนาะ setting တွေဘာတွေလဲဟောဖြစ်တယ် latest tab selected categories <coughs> tab latest tab selected latest categories nào chỉ lại Cái tab မှာ category ကျွန်တော်ကြည့်လိုက်မယ်ရှောက်ရမ်းကြည့် terminal emulator with packages as a problem to save the tower shoujo အပ်ဒီအများကြီးပဲကွာသေလားကော့ကိုရှောက်ဟွာရမ်းကြည့်လို့ရတယ်ကွာသေလား categories tab, select latest tab. Gal- Neko reborn a modern gallery for photo prism. Neko reborn updates tab. Update, update, Godzilla. Update, Missy, no? Congratulations. Your apps are up to date. Up to date. Latest tab. Latest. Categories tab, nearby tab. Nearby, nearby. F Droid button. F Droid can search for repos and mirrors on your SD card, but needs your permission to do so. Droid button. You go on, nearby. Back button. Reset back button. F Droid can try it button. Okay, yeah, all five. This app will be able. F droid one. Allow permission. Oh, on switch. Idea. Yeah. This app will be able to read, modify, and delete all files on this back button. F droid. Search USB OTG for repos and search now button. Oh, that USB Scanning USB slash OTG. slash storage mm -hmm. slash zero 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 dash zero zero. Search oh, USB OTG, OTG for repos and back button. No? Oh, button. Search SD card button. SD card button. ဒါဟိုဘာမှမဟုတ်အဲ့ဒီကပါရှင်ဟော upgrade upgrade ဒါလည်းဘာမှမဟုတ်ဘူးဗျအဲ့အဲ့ဒီဟာလေးမစိုးဘောနော်အဲ့စီးဒေါင်းလုဒ်တာလေးကိုအာဒီကနေပြီးတော့လုတ်လို့ရရဆိုတဲ့ဟာလေးလာပြရင်လည်းလား search now sd card button latest tab latest latest Radar with its pros reader pro Atama shouts pros reader pros reader for Android ebook slash up of viewer HTTPS Nib Secure VPN by Nib Nib Nib's VPN for privacy back button My VPN is like yeah like what they are and then shout we are trying to keep on no? ကြောင်ညာလည်းမရှိဘူးကွာမစိုးဘူးကွာကြောင်ညာလည်းဘာလည်းမတက်ဘူးစိုးဘူးနော် Home assistant control all your devices in your home assistant next split tables command back button ဆိုတော့လောက်ပါပဲဗျာเนาะကျေးဇူးတင်ပါတယ် app drive လေးလာပြောပြတာဗောနော် app drive app store လေးကြောင်းလာပြောပြတာပါလို့เนาะကျေးဇူးတင်ပါတယ်ဗျာကမကုန်သေးရင်တော့လည်းပြတ်ဆုံးကြသေးတာဗောတတား